်ချင်းပြည်နယ်ဗမော်ခရိုင်မန်ဝိုင်းကြီးကျေးရွာတဝိုက်မှာရှိတဲ့ကျေးရွာ၁၄ရွာကို KIA ကတရွာကိုလူ၅ဦးကြပေးဖို့အကြောင်းကြားထားတယ်လို့ဒေသခံတွေကဆိုပါတယ်အဲ့ဒီကျေးရွာတွေကတော့မန်ဝိုင်းကြီးကျေးရွာကနေတရုတ်ပြည်နောင်တောင်မြို့ကိုသွားရလမ်းတစ်လျှောက်နဲ့နန်ခမ်းကိုသွားရလမ်းတစ်လျှောက်မှာရှိတဲ့ကွက်လုံးတန်ခမ်းကုန်းခမ်းနောင်မွန်ရွာတို့ဖြစ်ပါတယ်။ဒါအပြင်နန့်ဟီဆွန်ခါမန်အိုက်တိုင်းနောင်ဆွဲမန်ဖြက် ဟိုဟင်နောင်နောနောင်လော့ဖာဆန်စရဲကြီးပါတယ်ဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်ဒေတာခံတွေကအကြောင်းကြတာ၁၀ရက်လောက်ရှိပြီဖြစ်ပြီး KIA ရဲ့စစ်ထောက်ကူပြုပြည်သူစစ်ပုံစံဖွဲ့စည်းခြင်းပုံရှိနေကဆွေးနွေးညှိနှိုင်းကြတဲ့အခါဘယ်သူမှမလိုက်ချင်တဲ့အတွက်ပြဿနာဖြစ်နေတယ်လို့ပြောပါရယ် KIO ပြန်ကြားရေးဌာနနဲ့ KIO နည်းပညာအကြံပေးဖွဲ့ကအဆိုပါကိစ္စနဲ့ပတ်သက်ပြီးညှင်းဆိုထားကစုံစမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ပြောပါရယ် KIO မှပြောရေးဆိုခွင့်ရှိသူဦးလနန်ကမန်ဝိုင်းကြီးနားမှာအစိုးရတက်မတော်ကပဲနေရာယူထားပြီး KIA ကလည်းဒါမျိုးမလုပ်ဘူးလို့ပြောပါတယ်။မြန်မာတနိုင်ငံလုံးတိုင်းတာမှာကချင်ပြည်နယ်အနေနဲ့ပြည်တွင်းစစ်ဖြစ်နေမှုတို့ကြောင့်လူ့ခွင့်ရေးချိုးဖောက်မှုအများဆုံးခံခဲ့ရပြီးပြဿနာတွေကိုရှင်းချဖို့အချက်ဆဲချက်ကိုကချင်ပြည်နယ်လူမှုခြေပြုဖွဲ့စည်းတွေကဒီဇင်ဘာလ10ရက်လူ့ခွင့်ရေးနေ့မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။